မင်္ဂလာပါရှင်ရန်ကုန်ကတိ channel နောက်ဆက်အသတင်းကိုတင်ဆက်ပေးပါမယ်။ဇလင်းမြို့ပေါ်စရုပ်စုကမိုင်းဆက်တိုက်ကိုင်းမကွေးတိုင်းဇလင်းနဲ့စင်ဖြူကျုံမြို့နယ်တို့မှာအကြမ်းဖက်စစ်ကော်မရှင်လက်ပါစေတဲ့အတူရောင်ရွေးကောက်ပွဲအတွက်ကြိုးပမ်းနေမှုနဲ့ပေါ်တာဆွဲဖန်ဆီးမှုတွေဆိုးရွားနေတဲ့အပေါ်ပြည်အမြင့်မိုင်းနေတဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ပြည်သူညီနောင်ဇလင်းတာဝန်ရှိသူကပြောပါရယ်။ပြီးခဲ့အောက်တိုဘာလ15ရက်နေ့ကဇလင်းစင်ဖြူကျုံလမ်းပိုင်းမှာစရုပ်စုကိန်းလက်လာချင်းအသင်းဆောင်ကြိုးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့အောက်တိုဘာလ16ရက်နေ့မှာလည်းဇလင်းမြို့လေကောင်ပန်းချန်တောင်ကစရုပ်စုကိန်းဘုံနေရာကိုထပ်မံတိုက်ခိုက်ခဲ့ပါရယ်။ လက်ရှိမှာဂျပန်စစ်တပ်အတွေ့အကြုံရွေးကောက်ပွဲကိုစလင်းမြို့နယ်နဲ့ဆင်ဖြူကျွန်းမြို့တွေမှာလှုပ်ဆောင်ဖို့ရှိနေကြောင်းရက်ွက်ကြေးအလိုက်သက်ဆိုင်အယုံတွေမှာမဲဆင်းကတ်တာဆင်းကောက်ခန္ဓာနဲ့ဖြူစောတီဖွဲ့တွေကလုံခြုံရေးယူပေးတာတွေဖြင့် Jet Fighter ဝိုင်းတွဲဆိုင်တည်ရင်နေနဲ့ပါကင်းလှည့်တာမျိုးတွေရှိရလို့သိရတယ်။ပြည်သူညင်အောင်စလင်းတပ်ဖွဲ့ကတော့စလင်းမြို့နယ်ဆင်ဖြူကျွန်းမြို့နယ်မှာအတွေ့အကြုံရွေးကောက်ပွဲလှုပ်ဆောင်သွားမယ့်ပေါ်ကန့်ကွက်ဆန်းကျင်ကြောင်းနဲ့လှင်းတင်တို့တိုက်ခိုက်သွားမယ့်ကြောင်းပြောထားပါဗျာ။ ။ဒါအပြင်စနေမြနေ့အတွင်းနေ့စဉ်ဆိုသလိုဂျန်ဖန်စစ်တဲပေါ်တောက်ဆွဲဖန်စီငွေညစ်တာရေးဆူဆူရွာရှိနေပြီးနှစ်လအတွင်းအရက်သားလူငယ်90ကျော်ဒီဖန်စီခံတာအကြောင်းနဲ့အဲ့ဒီတွေကရောက်20ကျော်မြို့နယ်ရေစကန်ချုပ်ထဲမှာရှိနေသေးကြောင်းသိရတယ်။စကြာနေ့ကလည်းကြက်တကန်ရွာတောင်ဘက်အမိုက်ကျင်းမှာတာမီတာဖတ်တော့ရေတံမှုကောင်းနေရဖို့ဖိအိလို့သူကိုဝင်ဆွဲသွားပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့စစ်မှုရဲအင်အားစုဆောင်မှမြို့နယ်အတွင်းဖြတ်တန်းသွားလာတဲ့ကားလိုင်းတွေကိုစောင့်ကြိုဖမ်းဆီးရဆလင်းမြို့ပေါ်ရပ်ကွက်တင်လိုက်ကားတစီနဲ့လှက်ပတ်ပြီးပေါ်တာဆွဲဖမ်းဆီးရအပြင်ကျင်းရီမှာလည်းလက်နက်ကင်ပြူစောတိတပ်အတွက်အင်အားဖြည့်တင်နေကြောင်းသိရပါဗျာ ဆလဘီတဆန်တဲ့ဘက်ကထိန်ခင်းရံသွားတဲ့ဇနီးမောင်နှံပြူစောထီဖန်စီမြို့သမီးကိုအဓမ္မပြူကျင်းတက်ဖြတ်လိုက်သည်ဟုဆိုစကိုင်းနိုင်ကောင်းလင်းမြို့နယ်ညာကုန်းကျရကနေတဆန်တဲ့ဘက်ကထိန်ခင်းမှုသွားတဲ့ဇနီးမောင်နှံများကိုပြူစောထီကဖန်စီကမြို့သမီးဖြစ်သူကိုအဓမ္မပြူကျင်းကတက်ခဲလို့ KPN PDF ကထုတ်ပြန်တယ်အော်တိုဘားလ16ရက်နေ့မနက်9:00နာရီလောက်မှာတဆန်တဲ့ဘက်ကထိန်ခင်းမှုသွားတဲ့ကိုကျော်မျိုးနဲ့မအေးမောင်ဦးဇနီးမောင်နှံရွှေဘုံမြစ်ကြီးနားလမ်းပိုင်းပေါ်ရှိစပယ်နဲ့တာပြူစောထီအထိုင်စကန်မှာဖန်စီခံခဲ့ရတယ် ိုင်းနော်သူတို့ဖာလိုက်ဆွဲသေးပါရွှေဆွဲကြိုးနှကုံတစ်ချက်သားရွှေခဲတခဲငကက်တရင်လက်ကောက်တကွင်စုစုပေါင်းရွှေသုံးချက်သားနဲ့ငွေသား9သိန်းဖုန်းသုံးလုံးဆိုင်ကတစ်စီးကိုယူဆောင်ကအမျိုးသမီးဖြစ်သူကိုအရမပြုခြင်းတပ်ဖြတ်လိုက်တယ်လို့ပြောတယ်။အိုင်းနော်မှာတော့မျိုးသားဖြစ်သူကိုကျော်မျိုးကကမ်ဘလူခရိုင်အမှတ်3 PDF တိုင်းတန်ထွက်ပြလို့မြောက်လာပြီးအဆိုပါဖြစ်စဉ်တွေကိုကမ်ဘလူအမှတ်3တိုင်းထောင်းလိုင်းတောင်းဝင်ကနေပြောပြခဲ့လို့သိရတယ်။အော်ဒီမလာဆိုတဲ့နေ့ကလည်းရွှေဘုံနေ့တနိုင်းပတ်တက်လာတဲ့အန်စာတုံးကတစီဘောကလူငယ်ကိုရောက်ကိုအဆိုပါဇပန်နဲ့တာပြူစော်ဒီစကန်ကမတရား ပေါ်တာဆွဲဖန်ဆင်းသွားခဲ့တယ်။ဆက်လက်ပြီးအုပ်ပုံမြို့နယ်မှာစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖန်ဆင်းစဉ်ထွက်ပြေးသည့်သူကရေဒါကြီးရမှကိုအောင်နိုင်စိုးပြစ်ခတ်တဲ့ပြန်ပဲခိုးတိုင်းအုပ်ပုံမြို့နယ်မှာစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖန်ဆင်းစဉ်ထွက်ပြေးသွားသည့်သူကရေဒါကြီးရမှလူငယ်ကိုအောင်နိုင်စိုးကိုစစ်သားတွေကပြစ်ခတ်တဲ့ပြန်လိုက်ကြောင်းအသက်ခံရသူကိုအောင်နိုင်စွဲမိတ်ဆွေတွေကပြောတယ်။ အော်တိုဘလာ၁၂ရက်နေ့မိုးလနဲ့နာရီခန့်မှာအုတ်ဖို့မြို့နယ်မှဦးတန်းရွာနဲ့ကျိုးကုံပင်ရွာကြားရှိဆင်းမြောင်းပေါ်မှာဂျပန်စစ်တပ်ကလူငယ်တွေကိုလိုက်လံပေါ်တောက်ဆွဲဖမ်းဆီးခဲ့ကြအောင်ထို့သို့ထွက်ပြေးလူငယ်တွေကိုကုစစ်သားတွေကလိုက်လံပစ်ခတ်ရှေးတာကြီးရမှာကောင်းနိုင်စိုးကြီးထိမှန်ပြီးဘွဲ့ချင်းပြီးတိုက်ဆုံခဲ့ကြအောင်သိရတယ်။အဂျပန်စစ်တပ်ကတိုက်ဆုံတော့ကောင်းနိုင်စိုးရုံလောင်ကိုလက်ရှိချိန်ထိတချို့ကွင့်ပေးရကြောင်းမိသားစုဝင်တွေကရက်လယ်ဆုံးသွတ် မပြုတ်လရသေးကြောင်းသိရတယ်လက်တလောပကိုတိုင်းအုပ်ဖို့မျိုးနဲ့ဂျိုးပင်ကောင်းမျိုးနဲ့မင်းလာမျိုးနဲ့ပောင်းဝင်မျိုးနဲ့များစုမှာစစ်တပ်ကစစ်မှုနဲ့ပတ်စင်ဆက်ရှင်အတွက်လူငယ်တွေကိုပေါ်တာဆွဲဖန်စီတဲ့ပြင်ခီးတဲ့တင်ကားတွေပေါ်မှာပါဆွဲချဖန်စီမှုတွေလှုပ်ဆောင်နေကြောင်းဒေသပြည်သူတွေကပြောတယ် ဆက်လက်ပြောနေတလင်းမြို့နယ်မကြီးပြင်ရွာကိုစစ်တပ်ကစက်တက်လေးဒီနဲ့ပုံကျဲမှုပြည်သူတအုပ်သိမ်းဆုံးပြီးနှစ်အုပ်ထိခိုက်တဲ့အရာဘကိုးတိုင်းနဲ့တလင်းမြို့နယ်မကြီးပြင်ရွာကိုကျန်းဖက်စစ်တပ်ကစက်တက်လေးဒီနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်သိမ်းဆုံးပြီးနှစ်အုပ်ထဏ်ရရှိခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။အော်တိုဘားလ16ရက်နေ့ညနေ6:30မိနစ်ခန့်မှာကျန်းဖက်စစ်တပ်ကနန်တလင်းမြို့နယ်မကြီးပြင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစက်တက်လေးဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကျန်းဖက်စစ်တပ်ပုံကျဲတိုက်ခိုက်မှုတွင်ကျေးရနေပြည်သူတအုပ်သိမ်းဆုံးပြီးနှစ်အုပ်ထိခိုက်တဲ့အရာရှိကနေအိမ်ပြည့်စည်ခဲ့ကြောင်းသိရတယ်။ မနေ့ကညနေပိုင်းမှာနတ်တလင်းမြို့နယ်မကြီးပင်ရွာကိုစစ်ကွေးတွေကစက်တက်လီဒီနဲ့ပုံကျဲပြည်သူ၃ထိမှန်မီတာဦးတော့တင်ဆောင်သွားပါတယ်။ကျန်တဲ့ဦးကထိခိုက်ဒဏ်ရလို့ဒေသပြည်သူတောင်ကပြောတယ်။အလားတူအော်တိုဘောလငန်းအနေကလည်းဂျက်ဖတ်စစ်တက်ကနတ်တလင်းမြို့နယ်တောင်ညိုဆန်နဲ့မကြီးပင်ရွာတို့ကိုထိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစက်တက်လီဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တက်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိတယ်လို့အစအဦးတွေပြောဆိုခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာယုံကြည်စိတ်ချတဲ့ရလမထွက်နိုင်လေလာဆောင်ကြည်ဖွဲ့ရေးစေလွဲအစီအစဉ်မရှိဥရောပတမကပြောဆိုမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာယုံကြည်စိတ်ချတဲ့ရလမထွက်နိုင်လေလာဆောင်ကြည်ဖွဲ့ရေးစေလွဲအစီအစဉ်မရှိကြောင်းဥရောပတမကအလို့ခွင့်ဆိုင်ရာထုတ်ကိုယ်စရဲကထုတ်ပေါ်ပြောဆိုရယ်အော်ဒီမလာဆက်ချာနေမလေးရှားနိုင်ငံကွာလာလမ်ပူမှာပြုလုပ်တဲ့ ASEAN EU အရက်ဖက်လူမှုဖွဲ့စည်းရေးဖိုရမ်နဲ့လူခွင့်ဆိုင်ရာ ASEAN EU မူဝါဒဆွေးနွေးပွဲ လာရောက်တက်စဉ်ရောဘတ်သမကလူခွင့်ဆိုင်အထူးကိုယ်စားလှယ်ကမြန်မာစစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲသို့ရောဘတ်သမကကလေးလာသူစေတွေအစီအစဉ်မရှိကြောင်းထုတ်ဖော်ပြောဆိုခြင်းဖြစ်တဲ့မြန်မာစစ်တပ်ရွေးကောက်ပွဲမှာယုံကြည်စိတ်ချရလထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်းအနောက်နိုင်ငံတွေပအဝင်မြန်မာပြည်လေးလာဆောင်ကြည့်တွေကစစ်တပ်ရွေးကောက်ပွဲကအတူရောင်သာဖြစ်ပြီးစစ်တပ်အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စဉ်ရွေထားကဟန်ပြရွေကောက်ပွဲသားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုရယ်မြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတရွေကောက်ပွဲဖြစ်နိုင်တဲ့အခြေခံလိုအပ်ချက်အခြေအနေတွေကိုတော့မဖြည့်ဆည်းပေးနိုင်ကြောင်းလည်းပြောရယ် မြန်မာနိုင်ငံမှာ2021ခုနှစ်ဆီယနာသိမ်းပြီးကတည်းကနိုင်ငံတော်နယ်မြေအများပြားကိုသိမ်းပိုက်ခဲ့လက်နက်ကင်တွန်းလန့်ပုံကံမှုကိုဖြစ်ပေါ်နေပြီးစစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ရှာနှုတ်ပြစ်မကျင်းပနိုင်ကြောင်းထုတ်ပေါ်ဝန်ခံထားတယ်။ဆက်လက်ပြီးစစ်ကောင်စီမှစစ်မှုရန်တင်းတန်းကြောင်း29ကိုပွင့်လှစ်ပြီးစစ်သားစုဆောင်ရေးကိုအရှိန်မြှင့်နေပြည်သူစစ်မှုရန်ဥပဒေနဲ့မတရားဖန်ဆီးစုဆောင်ထားတဲ့လူငယ်တွေကိုလက်ခံလေ့ကျင့်ပေးနေတဲ့စစ်တင်တဲ့ကြောင်း29ခုထိရှိလာပြီးစစ်မှုရန်တင်းတန်းကြောင်းထပ်တိုးဖွင့်လှစ်တင်ကြောင်းပေးနေရလို့ MDS ဆိုင်ကယနေ့ထုတ်ပြန်တယ်။ မြန်မာစစ်ဘက်အရန်နဲ့လုံခြုံရေးဆိုင်လေးလာရေးဖွဲ့ရဲ့ထုတ်ပြန်ကြမှာစေကောင်းစေကစစ်မှုရန်တပ်သားတွေမြင့်စွန်းစားရရှိမှုပေါ်မူတည်ပြီးအရန်တင်နှန်းကြောင်းများဖြင့်ခါကာတာကနဲ့ရလာတ59တို့ပါထပ်တိုးခွင့်လေးလေ့ကျင့်ပေးနေခြင်းဖြစ်ပါတယ်။စေကောင်းစေတဆူမှုထိန်ချုပ်မှုမှာအားကောင်းတဲ့ရှမ်ပီနဲ့ရန်ကုန်တိုင်းအေရီတိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနဲ့မကောတိုင်းတို့မှာစစ်တင်နှန်းကြောင်း15ခုကပြည်သူစစ်တင်နှန်းအပတ်စဉ်နေ့အများစုကိုလက်ခံလေ့ကျင့်ပေးနေပင်မတင်နှန်းကြောင်းတွေရဖြစ်ကြောင်း MDSI ကပြောတယ်။ လားတူစစ်အခြေခံလေ့ကျင့်တက်တွေကပြည်သူစစ်မှုရန်တင်နန်းအပြင်အခြေခံတက်တာတင်နန်းတွေကိုလည်းလက်ခံဖွင့်လေ့လေ့ကျင့်ပေးရရှိတယ်။ရခိုင်အော်တိုဘလ10ရက်နေ့ထိစစ်မှုရန်ပတ်စဉ်ဆန်ကောင်လေ့ကျင့်တင်နန်းဆင်ပေးထားပြီးပတ်စဉ်ဆက်ရှိကိုမကြာခင်ဖွင့်လည်နိုင်ပြင်ဆင်လုပ်ဆောင်ရလို့လည်းသိရတယ်။စေကောင်းစီတက်ကစစ်မှုရန်တက်တာရဲ့လစဉ်တမတ်အရေးအတွက်ကြုံလွန်ရရှိအောင်ဒီလက်မျိုးစုံနဲ့ဖန်ဖန်စီစုဆောင်နေတယ်လို့အရှိန်ဟုံးမပြတ်လေ့ကျင့်တင်နန်းပေးနိုင်တဲ့အတွက်လည်းစစ်တင်နန်းကြောင့်နေထပ်တူပြင်ဆင်ဖွင့်လည်လာခြင်းဖြစ်တယ်လို့ MDSI ကထုတ်ပေါ်ပြောဆိုပါတယ်။ နောက်ဆက်အောင်ပြကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်